ီတက်မတော်ကတော့ခင်ဗျာရန်သူရှိရင်ညရှင်းပါမယ်ဒါတက်မတော်ရေမူဟာတာပဲတက်မတော်သဘောထားပဲအဲ့တော့ခင်ဗျားတို့စဉ်းစားမှာခင်ဗျာဆက်တိုင်မလားတိုက်ရင်ဆက်တိုင်မယ်ရှင်းရှင်းလေးပဲခင်ဗျားတို့ဆက်တိုင်မလားတိုက်မယ်လေဘာဖြစ်လဲဆက်တိုင်မယ်လို့တိုက်မယ်ယောက်ျားတွေပြတိုက်မှာပဲရှင်းပါပဲခင်ဗျားတို့ရှိရင်တော့တက်မတော်ကလိုအပ်တဲ့စစ်စင်ကိုလိုအပ်တယ်လို့လုပ်နေမှာပဲโอเคကတော့ဒီအတိုင်းတောင်ကူတောင်ကူမြို့ရဲ့အထက်၄မိုင်၄မိုင်ရတဲ့ဟိုဘက်တန်တောင်ကြီးနဲ့လိတ်တူတို့အဲ့ဘက်ချမ်းနေတိစစ်တပ်စိုးမိုးမှုမရှိတော့ပါဘူးနာဆာကရဲ့ဟိုပြောမယ်တော့ တောင်ကူမှာခြေဆိုင်တဲ့တိုင်းမူစစ်တိုင်းမူနဲ့သူအုပ်ချုပ်ရေးရန်ရာကြီးကမစိုးမှုတော့ဟေးဟာအမလေး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 ဆိုတော့အခုဘာဖြစ်နေလဲဆိုတော့အဲ့ဒီတောင်ကူမြို့ရဲ့အထွတ်၄မိုင်ဟိုဘက်ထွက်သွားတာနဲ့ PDF တွေနဲ့ PDF တွေနဲ့ KNL လေးပေါ့ဗျာ KKIA KNU တက်တွေပေါ့တက်တွေပူးပေါင်းတက်တွေကအဲ့ဒီမှာစိုးမှုနေတယ်စိုးမှုပြီးတော့အဲ့ရနေဖြတ်တန်းသွားလာမဲ့စစ်သားတွေရဲတွေအစိုးရဝန်ထမ်းတွေအကုန်လုံးကိုတတ်ဖြတ်ပြည်တယ်ဖမ်းဆီးတယ်တတ်ဖြတ်တယ်ခြေနေတွေကကျွန်တော်ကြောင်းမြင်ဖြစ်သွားပြီ another one ခင်ဗျားတို့အဲ့ဒါအသက်ရှင်နေတယ်ခင်ဗျားတို့လူဘဝမှာလူလိုသူလိုနေခြင်းတယ်လူနဲ့သူနဲ့သူအောင်နေခြင်းတယ်ဆိုရင်ခင်ဗျားတို့အနေနဲ့လက်နဲ့တွေဆုံးပါလက်နဲ့တွေဆုံးဖို့လိုတယ်အဲ့ဒီလိုမှမဟုတ်ရင်ခင်ဗျားတို့ဘဝတွေချိန်မုန်းခံရမယ်ချိန်မုန်းခြင်းခံရလိမ့်မယ် okay တောင်ငူနဲ့တန်တောင်ကြီးက26မိုင်ဝေးတယ်26မိုင်ဝေးတဲ့နေရာမှာအာလမ်းမှာလဲလေအဲ့တောင်နဲ့တောင်နဲ့တန်တောင်ကြီး26မိုင်လုံးမှာတက်စခန်းနေရာအများကြီးလေးမိုင်မှာဆိုခလာရ3ခလာရကျွန်တော်တို့ဘယ်လောက်ရှိမလဲဆိုခလာရ39ရှိမယ်နော်လေးမိုင် ဆက်တမိုင်လောက်မှာဟဲ့ဆိုလို့ရှိရင်တက်စခန်းရှိတယ်73မိုင်မှာလည်းတက်စခန်းရှိတယ်နော်အပြင်ပတိချောင်းပြူဟာစခန်းရှိမယ်ဟုတ်လားပြီး76မိုင်မှာလည်းစခန်းရှိမယ်စနေကုန်းပြူဟာစခန်းစခန်းတွေအများကြီးပဲအဲ့ဒီစခန်းတွေအားလုံးကစခန်းထဲမှာမနေကြတာဟေးဟာအမလေး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 ဘာမှထွက်ရှင်းခြင်းဘာမှဘယ်လိုခေါ်မလဲဆိုလို့ရှိရင်နေမြေဒေသညင်းညောင်ထွက်လို့ချင်းဆိုတာဘာမှမရှိဘူးစခန်းတွေအကုန်လုံးကတက်စခန်းထဲမှာပဲနေပြီးတော့စစ်တီတွေ ရဲဘော်တွေအားလုံးလည်းတက်ထဲမှာနေရဲမေတွေအားလုံးတက်ပြင်းမထွက်ရထီထီတွေကကျွန်တော်ကြောင်းမြင်ဖြစ်သွားပြီအနာဒုံဝင်တကယ်တော့ခင်ဗျားတို့လက်ရှိဖြစ်နေတာကနောက်ဆုံးအခြေအနေပဲခင်ဗျားတို့ဒီစားတယ်ခင်ဗျားတို့ပို့စရာအကြောင်းမရှိဘူးဒါခင်ဗျားတို့ရဲ့နောက်ဆုံးခင်ဗျားတို့ရဲ့လုံနိုင်စွမ်းကလက်ရှိအခြေအနေကဒါအမြင်ဆုံးအခြေအနေပဲတက်ဖြည်းဖြည်းခင်ဗျားတို့ကြာပါကြာလာပါလိမ့်မယ်โอเคပြန်တွေးကြည့်တောင်ကွေးအထက်၄မိုင်ကနေဟိုဘက်ကတန်တောင်ကြီးဒီဘက်လက်တူဘက်ချမ်းနေအဲ့ဘက်ချမ်းနေကိုနော် တန်တော်ရရနေလဲဆင်းလာ ਈ မလို့နိုင်ဘူးလက်တို့ဘက်ကလည်းဆင်းလာ ਈ မလို့နိုင်အဲ့လေကြောကြီးတကူလုံးက PDF တွေအုပ်စုကထိမ့်သိမ့်ထိမ့်ချုပ်ထားတယ်ထိမ့်ချုပ်ထားပြီးတော့အဲ့ဒီထိမ့်ချုပ်ထားပြီးအဲ့ဒီနေရာတွေကိုလည်းဘယ်သူမှဖြတ်လို့မရတော့ဆိုတော့စားနေရေကောက်ဖြတ်တော့ကိုကျူးသားနေတာပြောရရင်စစ်တပ်ကဒါဘုံကိုရိတ်ကဖြတ်တယ်ပုံစံလောက်အောင်မယ်စားစစ်တပ်ကိုဘုံကပြန်ရိတ်ကပြန်ဖြတ်တယ်အထိဘယ်လိုဖြတ်သွားတော့တွေ့ရတယ်ဟေးဟာအဲ့ဒါကိုတိုင်းစစ်တနာချုပ်ကဘာမှမလှူရှားဘူးဆိုတော့လှူရှားတာတွေမလုပ်ဘူးမလုပ်လည်းမလှူရှားဘူးဆိုတော့တော်တော်စဉ်းစားကြရအောင်လေဒီတောင်ကုန်းမှာခြေစက်တဲ့စစ်တိုင်းဘူးကလည်းသူ့အနေနဲ့ကဒီကိစ္စကိုကင်တွဲဖို့သူကိုယ်တိုင်မလှူရဲမကင်ရဲရှိတာလား ဒါမှမဟုတ်သူကိုယ်တိုင်ကကိုယ်ကလေးကဟိုဘာခေါ်လဲဆိုတော့အမိတ်မရရင်မလုပ်တတ်တာလားအမိတ်မပါရင်မလုပ်မလုပ်ချင်တာလားဒါမှမဟုတ်သူ့မှာသူ့မှာတာဝန်ရှိတယ်သူမခံယူထားတာလားကျွန်တော်နားမလည်ပါဘူးအဲ့ဒီတိုင်းဘူးကတော့နာမည်လည်းကျွန်တော်မသိပါဘူးဗျာကျွန်တော်တိလည်းမသိချင်ပါဘူးခင်ဗျားတို့နေနေတဲ့နေရာကထိုင်းမြန်မာနေဆက်မဟုတ်တရုတ်မြန်မာနေဆက်မဟုတ်ဘူးအိန္ဒိယမြန်မာနေဆက်မဟုတ်ဘူးဗျာခင်ဗျားတို့နေတဲ့နေရာကမြေပြန့်ဒေသမြေလက်ဒေသဘိုးအစိုးရရဲ့အာဏာဇက်အပြင်းထန်ဆုံးရှိတဲ့နေရာတွေခင်ဗျားတို့သိရမှာโอเคအလက်ချီချင်တောင်ကိုက၄မိုင်ဟိုဘက်ထွက်နေတယ် လက်သူဒီဘက်ကတန်တော်ကြီးပဲချန်ဒီဇိုင်းလို့တကြောလုံးကိုအဲ့ဒီတကြောလုံးကို PDF တွေကကြီးဆိုးတယ်အဘိနဘက်ကလည်းကိုကြွားပြီးကြီးဆိုးတယ်လက်သူဆိုရင်မြို့ပေါ်မှာတော့ PDF တွေကတနက်တကားနဲ့သွာလာနေတယ်တဲ့အဘလို့ရှင်းရမလို့အဲ့ဒါကိုဘာမှမလုပ်ပေးနိုင်ဘူးဆိုတော့ကျွန်တော်လက်တော်တော်အံ့ဩပါတယ်ကျွန်တော်တို့ဆက်တိုက်မှာလားဆက်တိုက်တိုက်မယ်လေတိုက်မယ်ဘာဖြစ်လဲလဲမဲ့လက်နက်ကင်တွေတိုက်ရမှာဒါခင်ဗျားလည်းတိုက်ရမှာပဲလေခင်ဗျားဒါတပ်ဘရောတော့ခင်ဗျားအကြမ်းဖက်သမားရှင်းပါပဲโอเค ပွင့်နေပြတာပါကျွန်တော်တက်မတော်သားတွေနဲ့ပတ်သက်ရင်စိတ်မကောင်းဆုံးအရာပါလို့ဆိုတော့ဟိုခေါင်းဆောင်ကောင်းပေါ့တက်မတော်သားတွေကခေါင်းဆောင်ကောင်းတယောက်ရဖို့ရည်ကြီးတယ်ခေါင်းဆောင်ကောင်းတယောက်ပြီးတော့ကိုယ်တက်မတော်သားကိုချစ်မြတ်နိုးတဲ့ခေါင်းဆောင်ကောင်းတယောက်ရဖို့ပူရည်ကြီးတယ်ကိုယ်တက်မတော်သားကိုချစ်မြတ်နိုးတဲ့ခေါင်းဆောင်ကောင်းတယောက်ရဖို့ကဘာဖြစ်လို့ပူရည်ကြီးလဲမင်းကိုယ်တက်မတော်သားကိုချစ်မြတ်နိုးတဲ့ခေါင်းဆောင်ကောင်းကြတော့ကိုယ်တက်မတော်သားတယောက်ထိရတဲ့ချက်ချင်းမရဘူးဆိုတော့မျိုးလုပ်တာအဲတကယ်ကျွန်တော်နားလည်စစ်သားပြောတာကျွန်တော်ငယ်တော့ဖတ်ခဲ့တဲ့စာအုပ်တွေမှာဖတ်တဲ့စစ်သားကကိုစစ်သားတယောက်ထိသွားရတဲ့တခါတည်းသွေးယူသွေးရတဲ့အကုန်ပြင်းတာတက်ပြီးတော့အဲ့လိုပြင်းတဲ့အာမျိုးကျွန်တော်ကနားလေတာကျွန်တော်နားလေစစ်သားအခုတော့ ကျွန်တော်အဲ့နားလည်မှုကကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်ပဲမှားသွားတာလားကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်တွေမှားသွားတာလားကျွန်တော်မသိဘူးပေါ့နော်ဆိုတော့အခုတော့လောလောဆယ်တော့ဟိုတောင်ကူနဲ့တန်တောင်ချာတောင်ကူနဲ့တန်တောင်ကြီးတို့တန်တောင်ချာပေါ့နော်တန်တောင်တန်တောင်ချာတောင်ကူနဲ့လေးတူချာတချောလုံးက PDF တွေထင်းတိုင်းချက်ကြီးစိုးနေတာယူဟိုတိတိကြီးနဲ့ဘာမှမလုပ်နိုင်မကင်နိုင်မဲ့ခြေမဲ့လက်မဲ့လို့နေနေရတာကတော့တော်တော်ဟိုပွင့်လို့ပြောရင်တော့အဲ့တိုင်းမှာတောင်ချတဲ့ဟိုတောင်ရှိသူတွေအတွက်တော့ ပွင့်လည်းပြောတော့ရှက်ရှက်ဖို့တော့ကောင်းတာပေါ့ဗျာသူတို့တော့ဘယ်လိုစဉ်းစားလို့လဲမသိကျွန်တော်ဆိုရင်တော့ကျွန်တော်ရှက်ပြီးမှသိကြတယ်ထီထီတွေကကျွန်တော်ကြောင်းမြင်ဖြစ်သွားပြီအနာဒုံဝင်ခင်ဗျားတို့ခြေမုံကြီးခံရမယ်ခြေမုံတဲ့အခါမှာခင်ဗျားတို့တဖြည်းဖြည်းတင်းတက်တယ်လို့ခြေမုံကြီးခံရမယ်ဒပရီတဲ့တော့ဗျာခင်ဗျားတို့ရှေ့သမားအင်အား900 300ရှေ့300ရှေ့ဆိုရင်ဒပရီတဲ့တော့ခင်ဗျားတို့အပြတ်ရှင်းနိုင်မှာမဟုတ်ဘူးဘာပြက်နေတာ哦တိုးတော့လည်းပဲတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းရှင်းသွားပါလိမ့်မယ်โอเค နောက်တစ်ခုစကန်းထိုင်နေတဲ့စကန်းထိုင်ဖို့ဆိုလို့ရှိရင် gauge ဆောင်ဖို့ဆိုလို့ရှိရင်ပိုက်ဆံရရဖို့လောက်ပဲစဉ်းစားတော့တယ်နော်ရန်သူကိုထွက်တိုက်ဖို့ဆိုတာမရှိဘူးအဲ့တော့ဒေတာမှာဘယ်လိုတွေဖြစ်နေဆိုတော့ PDF က PDF တွေ KNU တွေကဒီဒေတာတစ်ခုလုံးမှာဟိုဘယ်လိုခေါ်မလဲခြေချင်းလိမ်ပြီးသွားနေတယ်စစ်တပ်ကရွာမှာရွာတွေမှာလွှမ်းမိုးမှုရှိပဲနဲ့တပုံကရွာတွေမှာလွှမ်းမိုးပြီးတော့နော်စစ်တပ်ကတပ်စခန်းမှာမနေတဲ့ခါကျတော့ဟိုကြီးရွာတွေမှာရှိတဲ့ပြည်သူတွေကစိတ်ညစ်ရတာပေါ့ဗျာဖွတ်တွေကမိချောင်းဖြစ်နေတဲ့ပုံစံမျိုးတွေဖြစ်နေတယ် ဲ့တော့ရွာသားတွေပြည်သူတွေကရင်ဖွင့်မှုတွေရှိလာပြီလုံးဝဒါတွေကိုမကျေနပ်ဘူးခင်ဗျားတို့ဘာလုပ်မှလဲနော်ခင်ဗျားတို့ဘာလုပ်မှလဲပြောတယ်ပဲဖြစ်လာမင်းမချင်လာမရှုပ်ပါနဲ့တော့ဆိုပုံစံမျိုးတွေအထိဖြစ်လာတဲ့အတွက်ကြောင့်မလို့အဲ့တော့အဲဒီပေါ့တောင်မူတန်တောင်ကြီးတကြောက အခြေအနေတွေကဒီလိုမျိုးရှိနေပြီဒီတက်စခန်းကြီးအလုပ်လုပ်တဲ့ချိန်တစ်ချိန်မှရှိပါတယ်တဲ့ဘယ်ချိန်လဲဆိုရှင်လူကြီးလမ်းကြောင်းလာပြီးဟေ့ဆိုရှင်တော့အဲကင်းမုန်းနေပါဝစ်တယ်အဲအချိန်ညာလို့ရှင်လမ်းပေါ်ရောက်လာတယ်တဲ့အချိန်ညာလို့ရှင်တဲ့တဘောကပျောက်သွားပြီးတော့တော်တဲ့ပြောင်းအောင်သွားပြီးတဲ့ အတော့တော်နဲ့ပြန်သွားပြီးလို့ရှိရင်သူတို့တွေကတက်လာပြီဆိုရင်မမဲ့မြင်လို့ရှိရင်မမဲ့မြင်အချုံးပြင်အကုန်ပြစ်တယ်တဲ့အဲ့တော့အဲ့တော့ခင်ဗျားတို့အဲ့ဒီတန်တော်ကြီးတကြောမှာရှိနေတဲ့အခြေအနေတွေအားလုံးကတော့တည်တည်ချာချာစီမံကုတ်ခဲ့ဖို့လိုနေပါပြီနော်ခင်ဗျားတို့ဆက်တိုက်မှာလားဆက်တိုက်တိုက်မယ်လေတိုက်မယ်ဘာဖြစ်လဲခင်ဗျာလက်နက်ကင်တွေဒီတိုက်ရမှာဒါခင်ဗျားလည်းတိုက်ရမှာပဲလေခင်ဗျာဒါတက်ဘရောတော့ခင်ဗျာအကြမ်းဖက်သမားကြီးရှင်းပါပဲတောင်ကူမှာခြေဆိုင်တဲ့တိုင်မှုစတိုင်မှုနဲ့သူအုပ်ချုပ်ရန်နေရာကြီးကမစိုးမှုတော့ဒီတက်စခန်းကြီးအလုပ်လုပ်တဲ့ချိန်တစ်ချိန်မှရှိပါတယ်တဲ့ဘယ်ချိန်လဲဆိုရှင်လူကြီးလမ်းကြောင်းလာပြီးဟေးဆိုရှင်တော့ အဲကင်းမုံတွေပါဝစ်တယ်အဲအဲ့ဒီစင်ရာစီလမ်းပေါ်ရောက်လာတယ်တဲ့ဟုတ်ပဲဟုတ်ပဲဟုတ်ဟုတ်ဟုတ်ပဲ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 ဟုတ်ဟုတ်ဟုတ်ပဲဟုတ်ပဲဟုတ်ပဲ